တရင်ပဲသမျှအလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဇက်တရင်ချန်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစားတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တော်ရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဝလံမျိုးနဲ့အတွင်းစစ်ကြောင်းထိုးမီးရှို့နေတဲ့စစ်တပ်ကိုကြားပြတ်တိုက်ခိုက်မှုတွင်အချံဘတ်စစ်သား16ဦးတေဆုံးပြီးတော့ စစ်တပ်ကစစ်သားလောင်းများကိုဖျက်သလို့ဆုံးပြစ်ထားခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။သခိုင်းတိုင်းဝလံမျိုးနယ်အတွင်းစစ်ချောင်းထိုးမီရှုံနေတဲ့အချမ်းဘတ်စစ်တပ်ကိုကြားပြတ်တက်ခတ်ရမှာအချမ်းဘတ်စစ်သား16ဦးတေဆုံးပြီးအလောင်းများကိုတင်ဆက်ရရှိခဲ့တယ်လို့ပြည်သူ့စေကံတော်လန်ရေးတပွဲမှာတာဝန်ရှိသူတအူးကပြောပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့ကဝလံမျိုးနယ်ရွာသားကြီးရွာမှာထွက်လာတဲ့အင်အား180ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းဟာရွာစင်ပတ်မီရှို့ပြီးတော့ဝလံမျိုးအတွင်းမှာရှိတဲ့ထိုင်းစခန်းကိုတွားရောက်ဆင်မှာ ဒေါ်လန်ရီတပ်ဖွဲ့များကကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွေမှာအဂျမ်ဘတ်စစ်တပ်ဘက်ကစစ်သား16ဦးတေဆုံးပြီးအဂျမ်ဘတ်စစ်ကြောင်းတစ်ခုလုံးတက်ပြတ်သွားပြီးတော့ဝလမ်းမြို့အတွင်းမှာရှိတဲ့အထိုင်းစခန်းကိုဆုတ်ပြေးသွားကြောင်းတိုက်ပွဲတော်မှာဒေါ်လန်ရီတပ်ဖွဲ့များဘက်ကလည်းရဲဘော်တအူထိခိုက်တံရရရှိခဲ့ကြောင်းသိရပါတယ်။အဲဒီစစ်ခွေးတွေကလက်နက်တွေကိုအောင်တဲပြီးအလောင်းလေးကိုဆွန့်ပြစ်ထားခဲ့တာပါ။တိုက်ပွဲတွင်းမှာတော့စစ်ခွေး16ကောင်တေဆုံးပါတယ်လို့ဒီသူစေကံတော်လိုင်းတက်ဘွဲမှာတောင်းဝင်းရှိသူကပြောပါလိမ့် အစောပါတခိုင်းမှုကိုပြည်သူစေကံတော်လိုင်းရေးတပ်ဖွဲ့လက်ရစည်းပျောက်ကြားတပ်ဖွဲ့နဲ့နတ်တောင်နဂါတပ်ဖွဲ့အပါအဝင်တော်လိုင်းရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာအကြမ်းဖက်ဆဲအုပ်စုဟာဝလံမျိုးနယ်အတွင်းကိုစစ်ကြောင်းများဖျန်းချပြီးလှုပ်ရှားနေတာကြောင့်အချိန်မရွေးထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေကြောင်းဒါကြောင့်ပြည်သူတွေအနေနဲ့တပ်ဆိုင်ရာဖွဲ့စည်းများရဲ့တရီပေးညွှန်ကြားချက်များကိုလိုင်းနာကြရတဲ့တော်လိုင်းရေးရဲဘော်များကပြည်သူတွေရဲ့ရှေ့ကနေရဲရဲဝံ့ဝံ့တိုက်ပွဲဝင်နေတယ်လို့ ပြည်သူစေကံတော်လိုင်းရဲ့တပွဲမှာတာဝန်ရှိသူကဆက်လက်ပြောပါရင်။ဒါပြန်ဆိုပါစက်တက်စကြောင်းဟာဝလမ်းမြုံနယ်တို့မှာရှိတဲ့တမကုံရွာ၊ရွာတော်ကုံရွာ၊တရဝူးရွာ၊ထုံးဖို့ရွာ၊ထုံးဖို့ရွာရှေ့ဘက်တရားကြီးနောက်နေမှာရှိတဲ့နေအိမ်များနဲ့မြင်းတော်ရွာတို့ကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့လည်းသိရပါရင်။ဒါပြန်ဝလမ်းမြုံနယ်အနောက်ချမ်းမှာရှိတဲ့ရွာသားကြီး၊ထုံးဖို့၊တရဝူး၊တမကုံ၊ရွာတော်ကုံ၊အိုးတီကုံ၊အုပ်ဖို့ကုံ၊ကြီးကန်တောင်ရွာ၊မြောက်ရွာ၊လှတော်၊လယ်ဦးကြီးကုံ၊နန်းကြီးကုံ၊ရွှေသာရဲမတော် ကိုကိုစုငါပြောတော့တကောင်းတောင်ကဒုစားတဲ့ဂျိုးဝါများကထောင်ထဲကြည့်တဲ့ပြည်သူများလည်းဘေးလို့ရထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။ဆက်လက်ပြီးထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့လက်ရှိမြန်မာစစ်တပ်ကဖြိုးလုံးမဲ့ရွေးကောက်ပွဲဟာပွင့်လင်းမြင့်တာမှုလော်လံမှုနဲ့အာလုံးပဝဲမှုစံချိန်စံနှုန်းနဲ့မကိုင်းညီဘူးလို့ပြင်းထန်အစိုးရကကြေညာလိုက်ပြီးတော့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဇန်စုကြည်နဲ့သမရဦးဝင်းမြင့်တို့ကိုချက်ချင်းလှုပ်ရန်တောင်းဆိုခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မြန်မာဂျာမန်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာ ပွင့်လင်းမြင့်သာမှုလွန်လမ်းမှုနဲ့အားလုံးပါဝင်မှုစံချိန်စံနှုန်းများနဲ့မကိုင်းညီဘူးလို့ပြင်းထန်အစိုးရကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ယမန်နေ့ကကြားရောက်တယ်။2020ပြည့်နှစ်မြန်မာအထွေထွေရွေးကောက်ပွဲပြင်းစမားမြောက်နှစ်ပတ်လည်နေ့ဆိုင်ရာထုတ်ပြန်ကြေညာကြမှာ။ယခုလိုပြင်းထန်အစိုးရကပြောဆိုကြေညာလိုက်တာလည်းဖြစ်ပါတယ်။2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ဟာမြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ထွေထွေရွေးကောက်ပွဲရဲ့ပြင်းစမားမြောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး 2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာဖြစ်ပေါ်ခဲ့တဲ့ဆေးရနာတိမ်မှုနဲ့တူအရိရွေကောက်ပွဲရဲ့ရလတ်များခိုးယူခြင်းခံခဲ့ရကြောင်းဆေးအစိုးရက၎င်းတို့ထိန်းချုပ်ထားတဲ့နယ်မြေဒေသတွေမှာ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမဲ့ရွေးကောက်ပွဲဟာပွန်လင်းမြင့်တာမှုလွတ်လပ်မှုအာလုံးပဝဲမှုနဲ့အတိမတ်ပြုခံရမှုဆိုင်ရာစံနှုန်းများနဲ့မကိုင်းညီဘူးလို့ပြင်သစ်အစိုးရကကြေညာပါတယ်။ဒါပြင်ဆေးရနာတိန်အဖွဲ့ကတရားမဝင်အာဏာသိမ်းခဲ့ခြင်းကဆလို့ နိုင်ငံရေးအကြောင်းပြချက်နဲ့ဖန်ဆီးကပြစ်ဒဏ်ချမှတ်ခဲ့တဲ့နိုင်ငံတော်ရဲ့အတိုင်းအမံပိုးကိုတောင်းဆန်းစုကြည်နဲ့တမရအဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအချင်းသားများအားလုံးကိုပြန်လို့ပေးပါရန်လည်းပြင်ထင်နိုင်ငံကထပ်မံတောင်းဆိုပါတယ်။ဒါပြင်စစ်တကရက်သားများအ धिक ထိခိုက်နင်းနာရတဲ့လေကြောင်းမှဘုံကျဲတက်ခိုင်းမှုတွေအပါအဝင်ဆက်လက်ဖြစ်ပေါ်နေတဲ့ဂျန်ပတ်မှုများကိုပြင်ထင်နိုင်ငံကရှုံးချပြီးမြန်မာပြည်သူများရင်ဆိုင်နေရတဲ့ဆိုးဝါးတဲ့လူမှုဒုက္ခများနဲ့ဒေတာထင်ရှားတဲ့ဒေတာဆိုင်ရာအကျိုးဆက်တွေပေါ် အလွန်အမင်းစိုးရိမ်မကင်ဖြစ်မိတယ်လို့ပြင်းတဲ့အစိုးရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိပြည်ပခါဟာငင်းညမ်းစွာနဲ့ရေရှည်တည်တန်းစွာဖြစ်ရှင်းပေးနိုင်ရေးကိုရည်ရွယ်တဲ့အာဆီယံရဲ့ဘုံသဘောတူညီချက်၅ရက်အားပြင်သစ်နိုင်ငံကထောက်ခံကြောင်းအဆိုပါသဘောတူညီချက်ပါအချက်လက်များအထူးသဖြင့်အကြံဖတ်မှုရှင်းချရေးနဲ့အာလုံးပဝင်တဲ့နိုင်ငံရေးဆုံးရွေးပွဲများပြုလုပ်ပေးရန်အတွက်လည်းပြင်သစ်ကထပ်မံတောင်းဆိုပါတယ်။လက်ရှိမြန်မာနိုင်ငံမှာရေရှည်တည်တံ့မဲ့နိုင်ငံရေးပြည်လည်မှုနဲ့ဒီမြဲနိုင်တဲ့ငြိမ်းချမ်းရေးရရှိစေရန် ဂျာဝင်ညှိနှိုင်းပေးနေကြတယ်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံရဲ့ထူးကိုဆလဲအော်တမန်ဟာရှင်နဲ့ကူလာထူထွေတွင်ရမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာထူးတက်နမန်ဂျူလီဘီရှော့တို့ရဲ့ဂျိုးပန်အားထုတ်မှုတွေကိုလည်းပြင်သင်းနိုင်ငံအနေနဲ့ထောက်ခံကြိုဆိုထားပါတယ်။ဒါပြင်ပြီးခဲ့တဲ့အော်တိုဘာလတရားနေ့ကလည်းပြင်သင်းတမရမက်ခရွန်ကဒေါင်ဆန်ဆူဂျီထံသို့စာရေးသားပေးပို့ပြီးပြင်သင်းနိုင်ငံအနေနဲ့ဒေါင်ဆန်ဆူဂျီကိုမမေ့ချောင်းထုတ်ပေါ်ပြောဆိုထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ဒိုင်ဝူးမျိုးနယ်အခြေစိုက်ခမ်းမရ440တရင်နဲ့ ကြောက်ကြီးချေဆိုင်ခမရ98တရင်တို့မှစစ်သား3ဦးလန်နန်နှလက်ယူဆောင်လာပြီးလင်းဝင်ကြတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းတအုံမျိုးနဲ့ခမရ440တရင်နဲ့ကြောက်ကြီးမျိုးနဲ့ချေဆိုင်ခမရ98တရင်တို့မှစစ်သား3ဦးလန်နန်နှလက်ယူဆောင်လာပြီးလင်းဝင်ရောက်ခဲ့တယ်လို့ရန်ကုန်တိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်။ရမန်နဲ့နိုဝင်ဘာလ10ရက်နေ့မှာရန်ကုန်တိုင်းစစ်ဌာနတရင်9100တက်ဘျူဟာစစ်ကြောင်းတက်ထန်တို့စက်တွေကအကြံဘက်စစ်တက်လက်အောက်ခံ ဒိုင်ဟူမျိုးနယ်အခြေဆိုင်ခမာယ440တရဲမှတသားညီပုနဲ့ခမာယ598တရဲမှတသားတသားစောစောမိုးတို့ကလက်နက်ခဲယမ်းများယူဆောင်လာပြီးတော့လေဝင်ရောက်လာကြတာဖြစ်တယ်လို့သိရပါတယ်။အဲလိုလေဝင်ရောက်ခဲ့တဲ့စစ်သားများကိုလုံထုံလုံနေများနဲ့အညီစစ်စစ်လက်ခံပြီးတော့လက်နက်ခဲယမ်းများနဲ့အတူလေဝင်ရောက်ခဲ့တဲ့စစ်သား2ဦးကိုဂုံပြုတ်စုံဝေများချင်းမြန်ပေးရခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အဲလိုလက်နက်ချပြီးပြည်သူနဲ့ပူပေါင်းလို့တဲ့စကောင်းစီတသားများကိုရန်ကုန်တိုင်းစစ်တပ်နာချုပ်ကလက်ခံကြိုးဆိုလျက်ရှိပြီးတော့ လိုးခွင်ရေးအပြေးအဝရရှိစေမှဖြစ်ကြောင်းနဲ့လက်နက်နဲ့ပြည်သူရင်ခွင်ခိုးလုံလာသူတွေကိုလည်းဇုံးဝေများချင်းမြန်ပေးသွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းစစ်ဌာနချုပ်ကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မော်မိန်မျိုးကိုစူပေါင်းအင်အားနဲ့ကာကွယ်သွားမယ်လို့တော်လန်ရေးတပ်ဖွဲ့တွေပြောဆိုခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာတောင်မျိုးသားလုံမြောက်ရေးတပ်မတော်တေးနယ်လေးဆုတ်ခွာသွားပြီမဲ့မော်မိန်မျိုးကိုစူပေါင်းအင်အားနဲ့ကာကွယ်သွားမယ်လို့အရင်မျိုးမှာအခြေစိုက်ထားတဲ့တော်လန်ရေးတပ်ဖွဲ့နှစ်ဖွဲ့ကပြောပါတယ်။ တဆယ်နှစ်ခုဆက်စင်ရေဒုတိယပိုင်းမှာ DNL ဦးဆောင်ပြီးဘူပေါင်းတပ်တွေတင်ပိုက်ခဲ့တဲ့မုံမင်းမျိုးမှာတအောင်တက် DNL အပြင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်ဒေသကာကွယ်ရေးတပ် KPDF ကျောင်းသားတပ်မတော် ABS တွေပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့အညူကြီးလောက်ကမုံမင်းခရိုင်ပကပတပ်ဖွဲ့တွေလည်းချေဆိုင်ထားတာဖြစ်ပါတယ်အခုဒီဘက်ကတော်လိုင်းရင်အင်အားစုတွေကလည်းပေါင်းပြီးတော့ကာမယ်လို့ပြောနေတယ်အဲလိုပုံစံမျိုးဆိုတော့အချင်းတွေကတော့စောင့်ကြည့်ရမှာပေါ့ဒါပေမဲ့ဒီဘက်ကတော်လိုင်းရင်အင်အားစုတွေညီသွားရင်တော့ ော်တော်နဲ့ထိုးဖို့မလွယ်ပါဘူး။နောက်ပြီးမိုးကုတ်မိုးမိတ်တို့ပေးလိုက်ရတဲ့ကိစ္စကြားလိုက်ရတဲ့အချိန်မှာတော့အခုကျွန်တော်တို့တော်လိုင်းအင်အားစုတွေအတွက်ထူးခြားတဲ့အရေးတစ်ခုဖြစ်လာမယ်လို့မျှော်လင့်ပါတယ်။ဘာလို့တုံးဆိုတော့အရင်တုန်းကတရားနယ်လေးအုပ်ချုပ်တဲ့အချိန်မှာဂျန်နဲ့တော်လိုင်းအင်အားစုတွေကဘေးထွက်နေရတဲ့ပုံစံမျိုးတွေရှိပါတယ်။အခုချိန်ကျတော့အားလုံးပေါင်းပြီးတော့အလုံးလုံးလို့ရလာတယ်လို့မျှော်လင့်ရတာပေါ့လို့အမီမဖော်လို့တဲ့မုံမင်းမျိုးမှရှိတဲ့တော်လိုင်းရေးတစ်ဖွဲတစ်ဖွဲကပြောပါတယ်။ဒါပြင်တရားနယ်လေးနဲ့တူ မုံမင်းမျိုးတိမ်တိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လန်ရေးတပ်ဖွဲ့တစ်ဖွဲ့ကလည်းမုံမင်းမျိုးကိုကြံရှိနေတဲ့တော်လန်ရေးတပ်တွေနဲ့ဆက်လက်ခူးကံကာကွယ်သွားမယ်လို့ပြောထားပါတယ်။အခုတအောင်းကဆုတ်ခွာမယ်ဆိုပေမဲ့ဂျန်နဲ့အဖွဲ့တွေအားလုံးကဆက်ပြီးတိုက်မယ်ဆိုတော့အားလုံးအတူတူဆက်ချရမှာပေါ့။အားလုံးညီညွတ်ဖို့ပဲလိုပါတယ်လို့အဲ့ဒီတော်လန်ရေးတပ်ကတာဝန်ရှိသူကပြောပါတယ်။ KIA, KPDF, APSDF ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့2024ဇန်နဝါရီကမုံမင်းမျိုးကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပါတဲ့။ ဒါပေမဲ့တမျိုးလုံးကိုသိမ်းနိုင်လူလူအခြေအနေမှာ DNA လေးနဲ့ညှိနှိုင်းပြီးတော့ပြန်ဆုပ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာစကောင်းစီတက်ကအင်အားများပြားနဲ့မုံမင်းမျိုးကိုအင်အားတွေဖြည့်တင်းခဲ့ပါတယ်။အဒီနောက်ပိုင်း30နှစ်ခုဒုတိယပိုင်းမှာသာ DNA လေးဦးဆောင်တဲ့တော်လန်ရေးတပ်တွေက2024ဇူလိုင်31ရက်မှာမျိုးကိုပြီးသက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။တကယ်လို့မုံမင်းမျိုးသာစကောင်းစီပြန်ရသွားမယ်ဆိုရင်35မိုင်သာဝေးတယ်။ KIA သိမ်းပိုက်ထားတဲ့မဘိမျိုးစီစစ်ဦးလှဲလာနိုင်တယ်လို့လည်း မုံမင်းမျိုးမှာရှိတဲ့တော်လန်ရေးတရင်ရေးမြစ်တွေကပြောပါတယ်။ဒါဆိုရင်တော့အဒီဘက်ကလမ်းလေပွင့်သွားနိုင်တယ်။ပြီးတော့မုံမင်းနဲ့ကဲရမှာရှိတာကမဘိန်းမှာ။မဘိန်းက KIA တင်းထားတာလေ။ KIA တို့ AA တို့ပေါင်းတင်းထားတာဆိုတော့အဒီကောင်းကလည်းမုံမင်းနဲ့ကဓာတ်ရိုက်ကြီးဖြစ်နေတာ။ဒါဆိုရင်မဘိန်းကလည်းလက်လွတ်လိုက်ရနိုင်တယ်။ဒီဘက်ကနေနောက်ထပ်တလန်းကဘာရှိသေးလဲဆိုတော့တွင်းငယ်ပေါ့နော်။တကောင်ဘက်ကိုသွားတဲ့လမ်းပါ။အဲ့ဒီလမ်းဘက်ကလည်းရှိသေးတယ်ဆိုတော့အဲ့ဒီလမ်းလေပွင့်သွားမှာပဲ။ဘလို့ပဲနေနေလေ။ ဒါကြောင့်ကျွန်တော်တို့စိတ်ချောင်းကြီးထိုးခန့်ရဖို့ကအဲ့ဒီလမ်းကျော်တစ်ခုရှိပါမယ်။ပြီးတော့မိုးကုတ်ပါကျသွားတယ်ဆိုရင်တော့ပေါ်တော်ခုနှစ်မိုင်ကနေပြီးတော့ဒီဘက်မရရအထိဆင်းသွားလို့ရတဲ့လမ်းရှိတယ်လို့သူကသုံးသပ်ပါတယ်။တရုတ်ရဲ့ဂျားဝယ်မှုနဲ့စကောင်းစီနဲ့စွန်းလို့ရဲ့အပြည့်ရခဲ့တဲ့တရားနယ်လေးကမိုးကုတ်နဲ့မုံမင်းမျိုးကနေဆုတ်ခွာမယ်လို့ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့မှာကြေညာခဲ့ပါတယ်။အဲ့လိုတရားနယ်လေးကထုတ်ပြန်ခဲ့ပြီးနိုင်ပိုင်းကြာမှာပဲအမျိုးသားညွတ်ရေးအစိုးရအန်ယူဂျီကာကွယ်ဝင်ကြီးဌာန ်ဇေယုံကျောက်ရဲ့အမိန်ပေးကုတ်ကဲမှုအောက်မှာရှိတယ်။ဘီဒူကားခွေရေးတက်မတော်မန္တလေး MDY PDF ကထိန်းချုပ်ထားတဲ့နေမြေတွေကိုကာကွယ်ဖို့မိဖက်တော်လန်ရေးအင်အားစုတွေနဲ့လက်တွဲပြီးအစွမ်းကုန်ကာကွယ်သွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ဒါပြင်မိုးကုန်းမြို့ကာကွယ်ရေးနဲ့ဒေါ်လန်ရေးတာဝန်တွေပြန်လည်ထမ်းဆောင်ဖို့အတွက်လည်းတပ်ဖွဲ့နဲ့ခင်းကွာနေတဲ့ရဲဘော်တွေကိုဘီဒူကားခွေရေးတက်မတော် PDF မိုးကုန်းပြူဟာကပြန်လည်ဖိတ်ခေါ်တဲ့ကြေညာချက် ပြီးခဲ့တဲ့အော်တိုဘားလ31ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့ ဇယောက်စုကတင်းကျပ်ခေါ်ယူဖိအားပေးပြီးတဲ့နောက်ဖွေဖွေခံဝင်ထိုးကရွေးကောက်ပွဲဝါဒပြန့်ကမ်ပိန်းရိုက်ကူးပေးရတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စတက်ရဲ့ရွေးကောက်ပွဲဝါဒပြန့်ကမ်ပိန်းအတွက်မပါဝင်တဲ့အကြောင်းပြချက်နဲ့ပြန်ဦးလယ်မှာရုပ်ရှင်ရိုက်နေတဲ့ဖွေဖွေကိုရန်ကုန်တိအတင်းကျပ်ပြန်ခေါ်ပြီးခံဝင်နဲ့ပြန်လို့ပေးခဲ့တယ်လို့နှုတ်ပညာလောကသားတချို့ကပြောပါတယ်။လက်ရှိမှာတရုတ်ဆောင်ဖွေဖွေကဇယောက်စုရွေးကောက်ပွဲကမ်ပိန်းအတွက်ဆက်သွယ်ခြင်းမှာ ဖုန်းမကင်ချောင်းမပြန်တာကြောင့်ရဲတပွဲဝင်တွေကရိုက်ကွင်းတီတွားရောက်တင်းကျပ်ခေါ်ယူခဲ့တယ်လို့သူတို့ကပြောပါတယ်။ယခုလိုရန်ကုန်ထိခေါ်ပြီးတဲ့နောက်ကမ်ပိန်းတွေရိုက်ကူးပေးဖို့ဖိအားပေးခဲ့တာလို့သိရပါတယ်။ဒါပြင်စတက်ဝါဒါဖြန့် Telegram တွေကလည်းပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့မှာဖွေးဖွေးအဖမ်းခံရတယ်လို့သတင်းတွေထွက်ပေါ်လာတဲ့အခါဒါကဖမ်းဆီးတာမဟုတ်ဘဲနဲ့ခေါ်ယူဆွေးနွေးညှိနှိုင်းတာလို့ဝါဒါဖြန့်ခဲ့ကြပါတယ်။ဒါပေမဲ့လက်တွဲမှာတော့ညှိနှိုင်းဆွေးနွေးတာမျိုးမဟုတ်ဘဲအင်မတန်ပြင်းထန်တဲ့ဖိအားပေးမှုမျိုးတွေလောက်တာလို့ အနုပညာလောကသားတချို့ကပြောပါလိမ့်။ဒါကြောင့်ဖိုးဝေကနိုဝင်ဘာလ9ရက်နေ့မှာစတက်တွဲရွေးကောက်ပွဲကမ်ပိန်းကိုရိုက်ကူးပေးခဲ့ရတယ်လို့နိုပညာသားတချို့ကပြောပါလိမ့်။အဲဒီလိုနိုဝင်ဘာလ9ရက်နေ့ကရိုက်ကူးတဲ့စတက်ရွေးကောက်ပွဲအတွက်ဝါထားပြန်ကမ်ပိန်းကိုဝမ်မုံရွှေဒွိုင်းဒွာဘူခိုင်တင်းကြီးတိုင်ရွန်ထူအောင်တို့လည်းပါဝင်ထားတယ်လို့လည်းစုံစမ်းသိရပါလိမ့်။ဆေးဥစုကနိုပညာရှင်တွေကိုရွေးကောက်ပွဲဝါထားပြန်ကမ်ပိန်းနေ့မှာနိုဝင်ဘာလ9ရက်နေ့နောက်ဆုံးထားပါဝင်ဖို့ညွှန်ကြားထားပြီးတော့ ဒီထဲမှာလူတီများတဲ့နှုတ်ပညာရှင်တွေကအလင်းရောင်နဲ့ဖွဲ့ဖွဲ့တို့ကပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ညနေအထိဇက်တွေ့လို့မရဘူးလို့စတက်မာကန်ဒေါက်တိုင်ချော်မျိုးမင်းကလည်းပြောခဲ့ပြီးတဲ့နောက်မှာနိုဝင်ဘာလ6ရက်နေ့ကဖမ်းဆီးမှုတွေဖြစ်လာခဲ့တာဖြစ်ပါတယ်။ဆေးဥစုကသူတို့စိတ်တိုင်းကျလှုပ်ဖို့ပြင်နေတဲ့ရွေးကောက်ပွဲအတွက်အနုပညာလောကကနာမည်ကြီးတရုတ်ဆောင်တွေတုံးထားတဲ့ဝါဒပြန့်စကားကိုပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးပတ်မှာထုတ်လွှင့်ခဲ့တယ်လို့ပြည်သူတွေဘက်ကလည်းအနုပညာရှင်တွေကိုဝေဖန်ဖြစ်တဲ့မှုတွေနဲ့တူတပိန်မောက်တာ လူမှုရေးပြစ်ဒဏ်ခတ်တာတွေလောက်လာကြပါတယ်။ဒါကြောင့်စက်တက်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနကပြီးခဲ့တဲ့အောက်တိုဘာလ30ရက်မှာအမှုပညာရှင်အားလုံးကိုရေးပေါ်စီဝေးခေါ်ပြီးရွေးကောက်ပွဲကမ်ပိန်းတွေမဖြစ်မနေပါဝင်ပေးဖို့နဲ့မပါဝင်ရင်ရေးရုံမဲ့အကြောင်းချင်းချောက်ခဲ့ပါတယ်။ဒါပြင်ဆဲဥစုကသူတို့ရဲ့ဝါဒပြန်စကားကိုဝေဖန်လို့ဝေဖန်တဲ့အကြောင်းအရာတွေကိုထောက်ခံလို့ဆိုတဲ့အကြောင်းပြချက်နဲ့လည်းဒါရိုက်တာ၃ဦးနဲ့တရုတ်ဆောင်၂ဦးကို မတရားဖမ်းဆီးထားပါတည်း။နောက်ပြီးအချင်းကြရာကနေပြန်လော့လာပြီး ဇကားတွေမရိုက်တော့တဲ့အနုပညာရှင်တွေပါဝင်အနုပညာရှင်တွေအားလုံးကိုအကြံဖတ်စတက်ကဝါရားဖြန့်ဖို့ရိုက်ကူးမပေးရင်ရေးရုံမဲလို့ချင်းချောက်ပေးတဲ့နောက်မှာဒါရိုက်တာဝိုင်းမီးပွားဝင်းလွင်ထက်အော်ရတာအင်ဒရာကျော်စင်ဗီဒီအူစားတဲ့နာမည်ကြီးအနုပညာရှင်တွေပါရိုက်ကူးပေးနေရတယ်လို့စုံစမ်းသိရပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့သမရအဝင်းမြင့်ရဲ့84နှစ်ပြည့်မွေးနေ့အန်ယူဂျီဂုံပြုဆူတောင်းခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံတော်သမရအဝင်းမြင့်ရဲ့ယမန်နေ့နိုဝင်ဘာလ10ရက်နေ့မှာကြားရောက်တဲ့ 84နှစ်ပြည့်မွေးနေ့ရမျက်မှတီနောင်နေပေါင်းများစွာတိုင်အောင်ကိုကြားမှချင်းစိတ်ချမ်းသာခြင်းဖြားဖြားနဲ့ပြည့်စုံပါစေလို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကဂုဏ်ပြုဆုတောင်းလိုက်ပါတယ်။လက်ရှိချိန်ထိတမရအဝင်းမြင့်ဟာပြောင်းလဲခြင်းမရှိတဲ့စိတ်တက်ခွန်အားရဲရင်တော့ခေါင်းဆောင်မှုတွေနဲ့တူပြည်သူတွေအတွက်တရားမျှတမှုနဲ့ဒီမိုကရေစီကိုခိုင်မြဲစွာဆွဲကင်ထားသူဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်တမရအဝင်းမြင့်မတရားချုံနောင်ခံထားရမှုမှအများဆုံးလုံးမြောက်ပြီး မိမိတို့ချစ်ခင်တဲ့ပြည်သူများထံပြန်လည်ရောက်ရှိနိုင်ပါစေလို့လည်းအန်ယူဂျီရဲ့ဂုဏ်ပြုဆုတောင်းမှုမှာပါရှိပါတယ်။ဒါပြင်မြန်မာနိုင်ငံရဲ့အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကိုအောင်မြင်စွာတည်ဆောက်ရမှာထပ်မံဦးဆောင်မှုပြုနိုင်ပါစေလို့လည်းဆုတောင်းထားပါတယ်။ယခုလိုတမရအဝင်းမြင့်ရဲ့မွန်းနေအောင်မြန်မာတော်လှန်ရေးအတွက်ခွန်အားတဲ့မျော်လင့်ချက်အသင့်များကိုစောင့်ကြဉ်ပေးနိုင်ပါစေလို့လည်းအန်ယူဂျီကပေးပို့တဲ့ဆုတောင်းမေတ္တာလွှာမှာဖော်ပြထားပါတယ်။လက်ရှိတမရအဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့တိုင်းမကန်ပို့ကိုတောင်းဆန်းစုကြည်တို့ဟာ 2021ဖေဖော်ဝါရီတရနေ့ကလေးကအာနာသိန်းစတက်ရဲ့မတရားဖမ်းဆီးမှုကိုခံထားရတာဖြစ်ပြီးတော့နေ့ရှိထောင်းတန်းနေချမှတ်ခံထားရတာလည်းဖြစ်ပါတယ်။ဒါပြင်သမရဦးဝင်းမြင့်မွေးနေ့အန်ညိုကြီးရဲ့ဂုံပြုတ်စုတောင်းစာထုတ်ပြန်ချက်အောက်မှာလည်းပြည်သူလူထုတွေကမွေးနေ့စုတောင်းစာတွေရေးသားထားပြီးတော့သမရဦးဝင်းမြင့်ကျမ်းမာဖို့အများဆုံးချုံနောက်ကနေလုံမြောက်ဖို့စုတောင်းပေးခဲ့ကြပါတယ်။သမရကြီးခမညာနေကောင်းကျမ်းပါစေ။မတရားဖမ်းဆီးမှုကလည်းအများဆုံးလုံခြင်းပါစေခမညာ။တော်လန်ရေးလည်းအမြန်အောင်မြင်ပါစေ။ မတရားအနာတင်ထားတဲ့သူတွေအများဆုံးနေကုန်ချုပ်ပါသည်။ကြာဆုံးပါစေ။ကြာရှုံးပါစေလို့လူမှုကွန်ရက်အုံပြုသူတဦးကအမှတ်ချက်ရေးသားခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ကြတဲ့သတင်းပိတ်သတ်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါတဲ့ဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။